second လောက်ပဲတဖြည်းရတခွင်ရမယ်ဆိုရင်ဖတ်ထားရှင်တယ်ဥပဒေလိုများပဲဆိုပြီး DNA စစ်ဆေးရလဲမလို့ပါကလေးရဲ့အဖေရဲ့နေရာရဲ့နာမည်မှာဥနိုင်လို့ဆိုတဲ့အတုံးတော့ဥနိုင်လို့သုံးခွင့်ပေးမယ်တမီးလေး10မိနစ်မဟုတ်ဘူး9မိနစ်လောက်ဖတ်လဲရပါတယ်တမီးအရင်တယောက်လို့နှွေးထွေးစွာပြုစုမယ်ဆောင်းလျှောက်ပေးမယ်နော်ဒါအဲ့ကလေးပေါ်မှာဥနိုင်ထားလိုက်တဲ့စိတ်ကလေးတစ်ခုပဲပြရတယ်เนี่ยปฏิญญาตัดฉินลูก သူ့မိတဲ့ပတ်သက်ပြီးတော့ဟိုအတန်းရှင်းရှာကျင်တာတို့အဲ့ဒါတွေမဟုတ်ဘူးဟိုဟိုမမဆောင်ကိစ္စတော့လည်းဦးနိုင်လူပဲဟိုပေါင်ကိုင်တဲ့ကိစ္စတော့လည်းနာမည်နှလုံးနဲ့ဆိုတော့လည်းဦးနိုင်လူပဲဟိုသူလောသူလောနဲ့လာမေးကြတယ်အဲ့လိုကလည်းဦးနိုင်လူမဟုတ်ပါဘူးအခုဒီမှာလဲဒီကလေးမလေးဟိုဘောမိုးသက်ချိုပေါ့နော်အဲ့ကလေးရဲ့အင်တာဗျူးလေးကိုမြင်လိုက်တဲ့ခါကျဦးနိုင် အမေတကယ်တကယ်ပြောမှဆိုရင်မိဘတရားအောင်နေနဲ့တကယ်စိတ်မကောင်းဖြစ်မိပါရဲ့ဟိုစနေနေနဲ့စားတဲ့သူဆိုပြီးတော့ပြောရဲဆိုတဲ့ခါကျတော့ဟိုနိုင်လူဆိုပြီးတော့ဟို comment လေးတွေမှာတွေ့ရဲဆိုတဲ့ခါကျတော့ဒါပေမဲ့တကယ်တမ်းကျတော့ဥနယ်လူမဟုတ်ပါဘူးသို့တော့ဒီသမီးလေးဥနယ်လူကဘာပြောကျင်လဲဆိုတော့သူပြောရတဲ့စကားလေးတစ်ခုမှာဟို DNA သွားစစ်ပြီးမှ ကွာချင်းစာချုပ်ဟိုဟာဖြစ်ပြီးမှလက်ခံမယ်ဆိုတော့အဖြေဟိုအဖြေကိုပေးမယ်ဆိုပြီးတော့ဦးနိုင်လည်းသူ့ဘယ်ဘယ်သူလဲဆိုတော့ဦးနိုင်လည်းမသိပါဘူးသို့တော့အဲ့လိုလေးပြောလိုက်တဲ့အချိန်မှာသူ့နေရာမှာငါဆိုရင်ရောဆိုတော့စိတ်လေးတစ်ခုပေါ့နော်ဟိုဝင်ပြီးတော့ကိုချင်းစာပြီးလိုက်တာအဲ့ကလေးလေးဦးနိုင်အရန်တနာမိသွားတယ်တခါမှလည်းမမြင်ဘူးပါဘူးဦးနိုင်မှလည်းတမိတွေရှိတယ် ုနိုင်ဆိုရင်ဒါအရင်အိမ်အောင်နဲ့သမီးနှစ်ယောက်ရတယ်။ဥဒီနောက်ဆုံးအိမ်အောင်နဲ့သမီးတစ်ယောက်ရတယ်။ခုနိုင်နောက်ဆုံးပုပ်ပွက်လေးနဲ့ပြပါဥနိုင်အခုနောက်ဆုံးရထားတဲ့အိမ်အောင်မှာပါလာဥနိုင်အမျိုးသမီးဘက်ကတားလေးတစ်ယောက်တောင်ပါလာ။ဒါပေမဲ့ကိုတားလေးအရင်တစ်ယောက်လို့ဥနိုင်လို့လွေးထွေးစွာသူ့ဘုံမှာဆက်ဆံတယ်။သူ့ဘုံမှာကျင်လာတယ်။သူ့ဘုံဆိုအပြစ်မမြင်ရဘူး။ဒါဥနိုင်နဲ့သွေးမတော်သားမဆက်တားလေးနော်။ အားလုံးအဖေပီသားစီချင်အဖေဆိုတဲ့နာမည်နေရာမှာအဖေဆိုတဲ့ဝေါ်ဟာရဆိုတဲ့နေရာမှာဒီခလေးလေးတွေဟာသူ့အဖေဆိုတဲ့နာမည်ကိုထားခြင်းကြမှာပဲလေခုနအမျိုးသမီးနဲ့အခုပါလာတဲ့တားလေးဆိုလဲသူ့ရဲ့မဘုံနေနာမည်နေရာမှာသူ့အဖေကိုပဲနာမည်ထည့်တာလေခုနကယူနာမည်ကိုထည့်တာမှမဟုတ်လားဒါပေမဲ့ခုနကလူဘာမှအပြစ်မပြောရဖြစ်ဒါသူ့ရဲ့ feeling သူ့ရဲ့စိတ်ခံစားချက်ဒါဦးနဲ့အပြစ်တော့ပြောလို့မရဘူးလေဟုတ်လားဦးစချိုးဆိုတဲ့တမီးလေးရတယ်သူ့အဖေရဲ့အဖေကိုတိထားတော့အဖေနေမှာမပုတ်တွေလေးမှာအဖေနေမှာအဖအမိဘသူလဲဆိုတာလေသူထည့်ကျင်ရှာမှာပဲဒါပေမဲ့အဲ့လိုမျိုးအပြောခံလိုက်ရတယ်ဆိုရခါကျတော့သူဘလောက်စိတ်အားငယ်ရှာမှာလဲပေါ့နော်အဲ့ဟာလေဦးနိုင်သူ့ဗီဒီယိုဖိုင်လို့ကြည့်နေဦးနိုင်လူမျက်ရည်ချမိပါလေဒီမိုးသက်ချိုးဆိုတဲ့ လေးလေးရဲ့အဖေကသူလက်ရှိအိမ်တော်ပေါ်မှာမလွန်ဆန်နိုင်လို့လားဘာလို့လားဆိုတာကတော့သူတို့ကာယကရှင်တွေကိုယ်တိုင်မသိမှာပေါ့လေဒါကိုလည်းဥနိုင်ဘယ်သူမှအပြစ်မပြောလို့ပါဘူးနော်ဒါပေမဲ့ကာယကရှင်ဘယ်သူပဲวะဆိုတာကလူတိုင်းတရားမှာ80လောက်ကသိနေကြပါဩကိုတပီလေးပဲအတိမတ်လေးပြုတ်ပြီးလဲပေါ့ကွယ် ငါတကယ်ဟုတ်သလားမဟုတ်ဘူးလားဆိုတာကကဲကဲရှင်အသိဆုံးဦးနိုင်ဆိုရင်ဦးနိုင်တပီးတွေနဲ့တနေ့ကိုဖုန်းကို10ကလောက်ပြောတာဒါအမှန်တမ်းပြောပြတာဟိုသူ့အမေနဲ့ဦးနိုင်လူပေါက်ဖက်ချက်မပေါက်ချက်မပေါက်ဖက်ချက်ရတာတကယ်နဲ့ဟိုကလေးတွေနဲ့ပတ်သက်ပြီးတဲ့ကလေးတွေရဲ့နောင်ရေးအတွက်စကားအကြောင်းတရားကိုပဲဦးနိုင်လူပြောပြတယ်ဟိုပတ်သက်မှုတိုက်တာဘာမှမရှိဘူးရိုးရှင်းစွာပြောတာ ဒါဆိုရင်ဥနိုင်လူရဲ့တပီးအကြီးတွေနဲ့ရရခဲ့တဲ့အိမ်တောင်ဆိုကွဲကွာသွားတာဆိုရင်19နှစ်16နှစ်ရှိသို့တော်တပီးလေးတွေကိုဥနိုင်လူဘာမှခေါ်ထားတယ်ဒီကိုဗစ်ဖြစ်တဲ့အချိန်ကြတော့မှသူ့မိနဲ့နေချင်ပါတယ်ဆိုလို့သူတို့ဘက်ကပြောဆိုလို့အဲသူတို့ပြေးဦးတယ်မှာတွားယူနေကြမနေ့ပိုးရင်အိယာနုတ်ကြီးဆိုရတဲ့သူတို့လေးတွေဖုန်းရင်ဆက်တယ်ဘာလို့မလဲလဲသွားနေလဲကြောင်းတက်လားသွေးစားပြီးပြီလားအေးရီးသားတွေနဲ့ရှောက်သွားမနေနဲ့နော် နိုင်အောင်မထွက်နဲ့နော်ဥလိုက်တို့တမီးတွေပေါ်မှာဥလိုက်တို့ဟာဟိုတငယ်ချင်းတို့ပဲဥလိုက်တို့ဆက်ဆံရိုးသားတော်ပြောတာဟိုအရင်ကြီးတင်းကျက်အုတ်ချုပ်တဲ့ဟိုဖခင်ပြောတယ်မှာဥလိုက်မပါဘူးအော်သူခမညာဟိုတုံးနဲ့တမီးအရွယ်လောက်တည်းကထားခဲ့တဲ့အခုဆိုရင်သူအဖေကလည်းတခြားအမေကလည်းနောက်အိမ်နောင်လဲလို့သူပြောတဲ့ဟိုဟာလေးတက်လာတဲ့အခါကျတော့ဒီကလေးလေးရဲ့ဘဝမှာဟိုပပါဆိုတဲ့ စကားလေးတစ်ခွန်းနဲ့တမင်းလောက်ဖြစ်ဖြစ်ဖက်ရှင်နေဆိုရက်စကားလေးတစ်ခုကိုကြားလိုက်ရတယ်ဆိုတော့ကနောက်ဆုံးဦးနဲ့အပွင့်လေးသုံးပြောပါအဲ့ကလေးရဲ့အဖေရဲ့နေရာရဲ့နာမည်မှာဦးနဲ့လေးဆိုတဲ့အတုံးတော့ဦးနဲ့လေးသုံးခွင့်ပေးမယ်ဦးနဲ့လေးသုံးခွင့်ပေးမယ်တမီးလေးတမင်းမဟုတ်ဘူး9မိနစ်လောက်ဖက်လေရပါတယ်နော်ဒါအဲ့ကလေးပေါ်မှာဦးနဲ့ထားလိုက်တဲ့စိတ်ကလေးတစ်ခုပြောပြတယ် ဥနိုင်ဥနိုင်ကလေးတော့မဟုတ်ပါဘူး။ဒါယူသားတော့ပြောတာပါ။ဒါဥနိုင်ရဲ့လူသားဆန်တဲ့စိတ်လူသားဆန်တဲ့ဝါရပေါ့နော်။ဥနိုင်အတန်းရှင်းယူတာမဟုတ်ဘူး။ဒါသူတို့မေးလို့ပြောပြတာနော်။ဥနိုင်ကဟိုသူ့ရဲ့အဖေနဲ့ပြဿနာတက်ချင်လို့သူ့အဖေနဲ့ပတ်သက်ပြီးတော့ဟိုအတန်းရှင်းရှာနေတာတော့အဲ့ဒါဒီမဟုတ်ဘူး။လောကကြီးမှာလူတွေဟာ ကိုဘာလုတ်ခဲ့တယ်လဲဆိုတာကိုကိုကိုပဲအတိဆုံးပဲဘာပဲပြောပြောလူတယောက်ကကိုမဟုတ်တာလုတ်တော့မယ်ဆိုရင်ပုံစံမျိုးစုံဌာနမျိုးစုံအကြောင်းတရားပေါင်းမျိုးစုံနဲ့လိမ့်လည်နေကြမှာပဲလေအဲ့လိုပဲဥနယ်ပြီးမြင်ပါတယ်ဘဝဆိုတာတူတူလေးပါတနည်းရယ်ဘဝဆိုတာတူတူလေးပါအဲ့မိုးသချိုးဆိုတဲ့တပီလေးကလေးလေးပေါ့နော်ဥနယ်လူဒီနေရာနဲ့ပြောပါတယ်ဥနယ်လူ တမီမက်ပုတ်လေးနေရာမှာဥနိုင်လူရဲ့တမီဆိုပြီးတော့တမီထည့်လို့လေရပါအချိန်မီပြေးပါတမီကိုဥနိုင်လူကဟိုကျိုးပေးပြုစုဆောက်ရှောက်ဖို့လေအစင်သက်ပါပဲတမီရဲ့အဖေဆိုတဲ့နေရာမှာဥနိုင်လူဆိုပြီးတော့အပြောခံဖို့လေအစင်သက်ပါပဲအဖေအရင်မဟုတ်သူတော်냐လေဥနိုင်လူများပဲပြီး DNA ဆက်เสียရလဲမလို့ပါတမီအရင်တယောက်လို့ နှွေးထွေးစွာပြုစုမယ်ဆောင်းလျှောက်ပေးမယ်လိုအပ်တာတွေကိုတတ်နိုင်သလောက်ပံ့ပိုးပေးမယ်ဆိုတော့ဦးနိုင်သူဒီနေရာနေပြီးတော့ပြောပါတယ်အောင်မြင်ပါစေဒီသမီးလေးဒါအောင်မြင် तू อ่ะဟိုဟာပေါ့ဒီသမီးလေးကိုမြင်လိုက်တဲ့အခါကျတော့အဆိုတော်ဘာလို့လဲဟိုရှမ်းအဆိုတော်ပါလေးပါကချင်အဆိုတော်ပါလေးဟိုဟာလဲ SIC SIC လေးနဲ့တွားပြီးတော့ဆင်းတယ်ဒါသမီးလေးကိုမြင်လိုက်တဲ့အခါမှာပေါ့နော်အဲ့သူရဲ့အင်တာဗျူးလေးကိုမြင်တဲ့အခါကျဦးနိုင်ကြိမ်လောက်မျက်ရည်ကျလိုက်တယ် တော်ခံစားလိုက်ရတယ်။အော်ဒုက္ခမြန်။ဖေဟိုဘာပေါ့မီဒီယာနေပြီးတော့မှပြောရရှာတယ်ဆိုသူရဲ့ဘဝလေးတစ်ခုပေါ့နော်။အဲ့ဒီဟာလေးတစ်ခုပေါ်မှာကြည့်ပြီးတော့ဥမဲ့လေးတကယ်စင်ပကောင်းဖြစ်မိပါတယ်။